ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာကြီးတကုံတရားရေးသားထားသောမှန်ကွဲစာများပေါ်တွင်လမ်းလျှောက်ခြင်းဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း၃ကို စမမီယာမဖတ်ပြပေးတော်မှာဖြစ်ပါတယ်နားဆင်ပြကြပါအောင်ရှင် မရှိတွင်ပင်ကိုဆန်းအေးဘာသာပြန်ဝတ္ထုတစ်ပုဒ်ပြီးစီးသွားပါသည်။မူရင်းစာရေးစရာတော့မသိ။ကျမတိတ်ဝမ်းသာသည်။ထုတ်ဝေသူကရှာမရ။ဘာသာပြန်စရာအသေးဆိုတော့ထုတ်ဝေသူတို့ကတဲမထုတ်ချင်ကြ။သူတို့ဘက်ကကြည်တော်လဲဟုတ်သည်။စာဖတ်ပရိသတ်ကမူရင်းစာရေးစရာထက်ဘာသာပြန်သူဤအမိကိုကြည်ကြသည်ထင်ပါသည်။တချို့သောဘာသာပြန်စရာတို့က ဝိထုရေးဆရာအဖြစ်စာဖတ်ပရိသတ်ကတည်နေပြီးသောစာရေးဆရာများဖြစ်ကြရာသူတို့တည်နေသောစာရေးဆရာကဘာသာပြန်သည်ဆိုသဖြင့်ဖတ်ချင်ကြသည်ထင်ပါသည်ကိုဆိုင်အေးကသူ့စာအုပ်ထုတ်မည်သူကိုမရှာတဲ့ရောဘတ်ဘေလူဝါကအထုတ်ဝေသူတယောက်ခေါ်လာသည်သူတို့အလုတ်ဖြစ်သွားသည်မျက်ဝေလည်းလည်းအတူပါလာသည်သူတို့ကိုဆန်းအေးစာရေးဒီကိုအားပေးကြသည် ူတို့သည်အိမ်တော်တွေများဖြစ်ကြသဖြင့်ကိုဆန်းအေးကိုစာနာကြသည် အပေါ်ဝင်ငွေရစေခြင်းကြသည်ကိုဆန်းအေး၏ဘာသာပြန်ဝိထုစာအုပ်ထွက်လာသောအခါကျမပျော်သွားသည်ဝိထုအမိကို ကျမပေးသည် ကိုဆန်းအေး၏ကလောင်အမိကိုကျမနှင့် ကိုဆန်းအေးတို့ဆက်တူပေးသည်ဟုထင်ရသည် ကိုဆန်းအေးကဝိထုအမိကိုစဉ်းစားနေ၍သူကကျမကို နာမည်ပေးစမ်းနင်းနင်းဟုလှုပ်ကနေပြောလိုက်သည်။ကျမကဝိထုဇလန်းကိုတည်နေသည်။ကိုစန်းအေးရေးပြီးသည်မြစာမူတို့ကိုပြီးသည်မြတရက်ပြီးတရက်ဖတ်ထားသည်ဖြင့်တည်နေသည်။အင်္ဂလိပ်ဝိထုနာမည်အတိုင်းပေးလို့တော့မဖြစ်ဘူး။မြမဟန်နာမည်မျိုးပေးမှကောင်းမှာဟုသူကပြောသည်။ကျမသည်စဉ်းစားနေရမှာလက်ကနေခေါင်းထဲရောက်လာသည်။ရော်ရွက်လွင့်ကျွေးနှွေဥမြေ ကိုစန်းအေးကျမပေးသောဝတ္ထုညမီကိုသဘောကျသလားမသိပြုံးနေသည်အပြုံးတော်တော်နဲ့မပြင်းကျမစိတ်ထင်သွားသည်နှင်းပေးတဲ့နမည်မကြိုက်လို့လားဟင်နမည်ကကြပြာဆန်းနေတယ်ပါလေကြပြာဆန်းလို့မကြိုက်ဘူးလားပြောစမ်းပါအောင်ကိုစန်းအေးပြောလို့လဲပေးရသေးရဲ့နောက်မပေးတော့ကျမစိတ်ပေါက်ပေါက်ရှိတာနဲ့တဆက်သေးပြောချလိုက်သည် ဟုတ်တယ်လေမနေ့စင်းစားတွေ့တော့ထားရသည်နမင်းသူကမကြိုက်ဘူးလားကိုစန်းအေးကပြုံးရမှရီမောကကောင်မလေးကတဲစီတူတာကို သူ့မူရင်းဝတ္ထုနမည်ထဲမှာຫນွေဦးမြေဆိုတာမပါဘူးလေသူ့အတိတ်ပဲရင်းအပေါ်ကိုဘာသာပြန်တဲ့လူကတစ္ဆာရှိရမှာပေါ့ဟုတ်တယ်မဟုတ်ဘူးလားနင့်ရဲ့သူတို့စီကတစ်ပင်တွေကစောင်းထဲမှာတည့်ရွက်ကြတာ အကိုတော့မြန်မာပြည်လိုမဟုတ်ဘူးလေကိုဆန်းအေးကလေးအေးအေးနဲ့ပြောနေသည်ကျမတို့ငင်းကြခုန်ကြသည့်အချိန်တွင်ညစ်အတော်နှက်ပြီ မမတင်းကဒီအချိန်အိတ်နေပြီမမတင်းကလရေမှုကိုဖက်လက်ဖက်ထားမရှိ စိတ်လဲမဝင်စားကျမကတော့လရေမှုကိုဖက်ရတာအရသာတွေ့သည် စားပေးဖြစ်စဉ်တရက်ကိုချိရတယ်လို့ပဲ။ ။နောက်ဆုံးတော့ຫນွေဦးမြေကိုဖြုတ်ကားတည့်ရွလွင့်ကြွေးကို အတီးပြုတ်လိုက်ကြသည်။ကလောင်အမီကို သူကနည်းနည်းပဲပြင်သည်။ကျမပြီးတာကစမ်းတီဟာ သူကစမ်းနေရာတွင်အေးတလုံးထဲကအေးတီဟာဟုပြီးသည်။ချင်းသေးကအေးပါမလားဟုကျမကစောတကတက်လိုက်သည်။အေးချမ်းနဲ့ချင်းသေးကပိုကောင်းတာပေါ့။သူကသူများကိုရမ်းမလို့ဘူးလေ။သူ့ကိုရန်လုံးမှပြန်ခုခံတော့မြင့်မြတ်တာပေါ့။ ကျမတို့နှစ်ယောက်သားညစ်ဦးရန်တွင်ရီမောကြတာအေးဒီဟာဟူသော ကလောင်တစ်ကို မွေးဖွားလိုက်ကြသည်တည့်ရလွင့်ကြီးဘာသာပြန်ဝိထုထွက်လာသောအခါကျမကကိုရေးလိုက်သည့်ဝိထုတပုတ်ထွက်လာသလိုပင်ပျော်မိသည်မှာအမှန်မိမိစိတ်ကူးအစာနာကလေးပါလာ၍လည်းဖြစ်မည်ထင်ပါသည်မမတင်ကစာအုပ်အတွက်စာမူကားရသောအခါကြေနပ်နေသည်မမတင်ကကျမဖို့ ထိုင်းစစ်ဘိုးအကောင်းစားအင်ကြီးနဲ့ထမိန်တစုံဝယ်ပေးသည်။ကျမကမယူလို့လဲမရ။မမတင်းကလည်းဘာလို့ဝယ်ပေးရတာလဲ။မမတင်းတို့ကအိမ်တော်တစ်ထူထောင်တာဆိုတော့အကုန်အကျများပါတယ်။မယူကြပါဘူး။မဆိုင်ပါဘူး။မမကညီမလေးကိုချစ်လို့ပေးတာပါ။မမတင်းဝင်ွေရှိရင်ဒီထက်ပေးချင်သေးတယ်။မမတင်းတကယ်ပြောဒီကိုကျမသိပါသည်ငငယ်ကလေးကကျမတို့ချစ်ကြသည် နင်းနင်းမမတို့နဲ့ခွဲမသွားနဲ့နော်ပြောမဲ့သာပြောရပါတယ်နင်းနင်းအိမ်တော်မကြခင်သားပါလေကျမဒီမမတင်းကိုတနာသွားသည်ကျမလာနေသည်ကိုမမတင်းကခြေနဲ့နေသည်ကိုကျမသိပါသည်အားလုံးအဆင်ပြေနေသည်မဟုတ်လားကိုစန်းအေးကထုတ်ဝေသူလက်ဆောင်လာပြီးတော့သူ့စာအုပ်ဤမျက်နှာဖုံးကိုကြည့်ကမူရဲ့စာရေးဆရာမနာမည်ကတေးနေပြီး ကိုနမေက ကြီးနေတယ်ဟုပြောလိုက်သည်။ဘာဖြစ်လဲကိုကလည်းကိုနမေကြီးတော့တာတောင်းကောင်းသေးတယ်ဟုမမတင်းကပြောလိုက်သည်။ကျမကမမတင်းကို ပြုံးကကြည့်နေမိသည်။ဟုတ်တယ်လေနမေကြီးမှစာမှုကညံ့ညံ့ရမှာကူ။ကိုဆန်းအေးမှဖြောင်းဖြောင်းမတ်မတ်လှုပ်ခြင်းသူ။ကိုဆန်းအေးကိုကျမပို၍တည်လာသည်ဟုထင်သည်။ ဝတ္ထုထွက်လာပြီးနောက်ကိုဆန်းအေးသည်နောက်တစ်ပုတ်ဆက်ရေးဖြစ်သည်ဘာသာပြန်ဝတ္ထုပင်ဖြစ်သည်တည့်ရလွင့်ကျွေးဖြင့်နမယ်ရလာသည်ကျမနှင့်ပို၍စာပေဖွင့်နှဲမှုအကြောင်းဆွေးနွေးဖြစ်သည်နင်းနင်းပြောတာဟုတ်တယ်ဝတ္ထုကိုဘာသာပြန်ရင်းနဲ့ဝတ္ထုရေးဖွဲ့ပုံစနစ်ကိုတည်လာတယ်နင်းနင်းဒါဖြင့်ကိုဆန်းအေးပြင်ကိုစိတ်ကူးနဲ့ဝတ္ထုတစ်ပုတ်ရေးပါလာရင် ကိုစန်းအေးမျက်နှာသည် လက်ကနေဝင်းပါသွားသည် ကိုစန်းအေးတွေ့လို့သွားသည် ဟုတ်တယ်ကိုစန်းအေးရင်းရင်ဖြစ်ပါတယ်ကိုစန်းအေးတွင်စာပေစိတ်ကူးရှိသည်ဟုကျမအသေးအချာပြောနိုင်သည်ဘာသာပြန်ကြည့်နှင့်တင်းတိမ်နေ၍မဖြစ် တခါတရံသူသည်ဇလန်းတဝက်တပြက်များကိုဟိုတစဒီတစပြောတတ်သည်ကိုကျမသတိရသည် ရင်းစိတ်ကူးများကိုဆက်လိုက်လျင် ဝိထုကြီးတပုတ်ကောင်းကောင်းဖြစ်နိုင်သည်ဟုကျမယုံကြည်မိသည်။သူကိုယ်တိုင်ကဘလို့တွေးမိသည်မသိ။မမတင်းကတော့ဓာရီကိုစိတ်မဝင်စား။စားအကြောင်းဇလန်းအကြောင်းပြောပြလျင်မမတင်းကတတန်းတန်းတဝေဝေနဲ့ပြောရင်အိပ်ပျော်သွားခြင်းတွားရတတ်သည်။ဒါကြောင့်စားပြီးအကြောင်းပြောခြင်းလျင်ကိုဆန်းအေးကကျမနဲ့ပြောသည်။ပြောကြရင် ကိုဆန်းအေးကို ကျမနားလေလာသည်။သူ့ကိုတိလာသည်။ ကိုဆန်းအေးကစိတ်ကူးပညာရှင်ကိုဆန်းအေးကိုကျမကောင်းကောင်းသိသည်ဟုဆိုခြင်းသည်မမတင်းထက်ကို ကျမကပို၍သိသည်ဟုထင်သည်ဖက်နဲ့မသိပဲနေမည်သည် ကိုဆန်းအေးဝတ္ထုဘာသာပြန် ရေးကလေးကစကားပြောရသည် ပြောရင်သူ့စိတ်အမှုအရာ သူ့ဘဝပုံကားချက်ဒစီတစောင်းများကိုတည်လာရသည်သူ့နေပေလမ်းညွှန်မှုများကြောင့်စာများပို၍ဖက်ဖြစ်လာသည် ကိုစန်းအေးဘဝမှာတကောင်ကျဘဝဆန်သည်ဟုဆိုရမည်ထင်သည်သူတွင် အမတယောက်ရှိသည်မှန်တော်လဲအမမှာငယ်စဉ်ကလေးကထိတ်လန့်မှုအဖြစ်ပြက်တရက်နှင့်တွေ့ကြုံရပြီးစိတ်ရောဂါတစ်ခုရခဲ့၍သူနှင့်စကားပြောဖို့ပင်မရခင်သူအမကြီးကသူ့ကိုကြွေးမွေးသည်အိမ်ကိုထိမ့်သိမ့်ပေးသည် စကားကနည်းပြီးသူတယောက်ထဲလိုလိုပင် အိမ်တွင်ကြည်ပြင်းခဲ့ရသည်သူမိဘများက သူလူပြောပေါက်ရဲတွင်ဆုံးသွားခဲ့ကြသည် အဖော်မဲ့သည်ဖြင့်စာအုပ်သားလျင်သူ့အဖော်ဖြစ်ခဲ့သည်သူ့အမကြီးမှာတတိကင်းလွတ်နေသူမဟုတ်စကားနှဲခြင်းသာဖြစ်သည် စာအုပ်များဖတ်ပြီးစာအုပ်နှင့်သာစကားပြောနေခဲ့ရသည် အကူကတက္ကသိုလ်ရောက်ပြီးကျောင်းအိတ်ကျောင်းစားနေရမှအပေါင်းတင်ဆိုတာရှိလာတာ။ပေါင်းတော့လေအကိုနဲ့ညံဘက်ခုံဘက်တွေသာ အကိုနဲ့ခင်မိတာလေဟုလှုပ်ကနေကျမကိုပြောဖို့တည် သူစကားအစားအနာများတဲ့တွင် သူ့ဘဝပုံကားချက်တို့ကိုဆက်ဆက်ကြည့်ရသည်ငယ်ငယ်ကသူ့ဘာသာသူဖက်သူ့ဘာသာသူတွေ့နေသူသည်အတွေ့ဘက်တွင်တန်းလာခြင်းဖြစ်သည်အိမ်နောက်ကြပြန်တော့မမသည်ကစကားပြောပေါ်မြာစကားပြောပေါ်ဆိုသည်မှာ ထမင်းစားရေတောက်ပြောခြင်းမျိုးကိုဆိုလိုခြင်းမဟုတ် အတွေ့အခေါ်အယူအဆချင်းနှီးနှောဖလှယ်ခြင်းမျိုးကို ဆိုလိုခြင်းဖြစ်သည် မမတင်းကစာဖတ်နည်းနည်းမှအဝါဒနာပါပါဖတ်လာရုပ်ပြဇလန်းများကတွန်းမမတင်းကရုပ်ရှင်ဇက်ပွဲကြိုက်သည် ကိုဆိုင်အေးကရုပ်ရှင်ဇက်ပွဲလုံးဝမကြိုက်ခြင်းကမဟုတ်ရွေးကြည့်သည်မမတင်းကဂျိန်းစပွန်တိုင်းစကားများတိတ်ကြိုက်သည်ကိုဆိုင်အေးကဒီကားတွေကိုတိတ်မကြိုက်ဝတ္ထုကြီးများကိုရိုက်ကူးသောဘဝတရုပ်ဖို့အချစ်ဇလန်းနုနုလှလှမျိုးမှာ မမတင်းကရုပ်ပြဇလန်းကာတွန်းဖတ်လျင်းမင်းလှုပ်ဝက်တဲဖို့အပြည့်အခက်အညစ်အသက်များကိုသာဖတ်သည်ဒါမျိုးကို ကိုစန်းအေးကမဖတ်သူတို့အကြိုက်ချင်းမတူကြကျမကရင်းစာမျိုးကိုဘုံငွေရောင်စာပေးဟု ပြောလိုက်သည်ကိုစန်းအေးကသူတို့ခမလေးဝမ်းရည်အတွက် ဖြည့်ရှင်းကြတာဖြစ်မှာပေါ့ဟု ပြန်ပြောသည်ကိုစန်းအေးကတဘာဝကြကြတွေးသူဖြစ်သည် ကျမမသူနဲ့စကားပြောပေါ်ရ၍နှစ်ဦးသားပုံမခင်မင်သွားကြသည်ဟုဆိုရမည်ကိုဆန်းအေးဘာသာပြန်ဝိထုနှစ်ပုတ်ထွက်ပြီးသောအခါကိုဆန်းအေးမှာစာပေလောကသို့ခြေတလန်းရောက်သွားသည်ဟုပြောရမည်သူဘာသာပြန်သော၎င်းဝိထုလက်ရာကောင်းရည်လာမသည် အခြားစာအုပ်တိုင်များကပင်ကန့်လန့်သည် မမတင်းကဝင်ငွေတိုးလာသည်ကိုကျေနပ်ပုံရသည်ဟုတ်တာပေါ့ တတလုံးနီးပြဆရာနဲ့ဘယ်ဖြစ်မည်လဲကိုစန်းအေးကတော့ထုံးစံအတိုင်းခက်အေးအေးအင်းမလို့အင်းမလို့ဒါကသူ့တဘာဝအထူးသဖြင့်အမျိုးသားတို့ဤတဘာဝကိုတိတ်တိလာသည်မဟုတ်ယခုသူတို့အိမ်လာနေမှကိုစန်းအေးနဲ့လည်းယင်းနီလာမှဒီလောက်တည်ရခြင်းဖြစ်သည်ကိုစန်းအေးမှာမမတင်းထင်တဲ့လောက်ညံ့သည်မဟုတ်သူကအတွေးအားပညာအားစိတ်ကူးအားကိုတုံးနေသူဖြစ်သည် ရိုးဖြောင်သည်ငွေကြေးကိုခုံမြင်သော စီဝါရီသမားမဟုတ်ယခုဘာသာပြန်ဝိထုနှစ်ပုတ်ထွက်လာတော့မှ သူသည်စာရေးစရာလှုပ်ခြင်းသောစိတ်နိုးကြလာသည်ဟုကျမအကဲဖြတ်မိသည်ပထမကအပိုးဝင်ငွေရရန် သူတတ်နိုင်သောအလုပ်ကိုစမ်းကြည့်ခြင်းဖြစ်သည်ပရိသတ်ကလက်ခံသည်ကိုတည်သောအခါသူစာပေစိတ်နိုးထလာသည်ဟုကျမထင်သည်ကျမသည်သူ့ဝိထုကိုချီးမွမ်းစကားပြောရင်းသူသိမ့်မကြိုက်ချင်း ကျမလည်းမဟုတ်သူ့အပေါင်းအသင်းများကပြောလျင်လည်းဒီအတိုင်းပဲချီမွန်ခြင်းရင်မူလရေးတဲ့စာရေးဆရာကိုချီမွန်ကျွန်တော်ကဘာသာပြန်သူပဲဗျဒါတောင်မူရင်းနဲ့ကာရာတွေရှိချင်းရှိအောင်ပါခမတိုက်ဖန်မကြည့်လို့ပြောပြီးရီမောနေလိုက်သေးသည်ဒီမြအယူသားသည်သူတတရစာအုပ်မှာသူဤကိုပိုင်စိတ်ကူးဖြင့်ရေးဖွဲ့သောဝတ္ထုဖြစ်သည် မမတင်းကတော့ ဘာသာပြန်ဝိထုကိုပဲဆက်ရေးနေစေခြင်းမုံရသည်ကိုပိုင်စိတ်ကူးဖြင့်ရေးတော်ဝိထုမှာဘာသာပြန်လောက်မမြန်စိတ်ကူးပေါ်လာမှရွေ့ရွေ့ရသည်ရေးပြီးသည်မလေးတွေကိုဖတ်ကြည့်သည်မဆိုနင်းနင်းပြောတာဟုတ်တယ်ဘာသာပြန်ဝိထုနှစ်ပုံရေးလိုက်တာဟန်ကြသွားတယ်ဆိုရမယ်ဝိထုဖွဲ့စည်းပုံကိုတိလာရသလိုပဲဟုကျမကိုကိုဆန်းအေးကပြောသည် မက သူ့ဘာသာပြန်ဝိထုစာရေးစဉ်က လေးချိန်ခန်းတပန်းပြောသည်ကိုရည်ညွှန်း၍ပြောခြင်းဖြစ်သည်ကိုသိလိုက်သည်။ကျမတို့စကားပြောကြလျင်တယောက်နဲ့တယောက်နားလည်ကြသည်။အထူးရည်ညွှန်းစရာမလို။ဟင်းမြင်လျင် ကျမသူ့အကြိုက်ကိုသိနေသည်။ဘဲဥကြောလျင်မင်းသူကစက်သွန်ခက်များများထည့်၍ခက်ကျွမ်းကျွမ်းမှကြိုက်သည်ကိုကျမသိနေခဲ့သည်။မမတင်းကမကြက်တကြက်ကြော်ပေးတတ်သည်။ သူကတိမ်မကြိုက်ဘာမှတော့မပြော မမတင်းကသူကြိုက်သည့်ဟင်းမျိုးကိုသာချက်ခိုင်းတတ်သည်ကိုဆိုင်အေးကဘာကြိုက်သည်မသိလုံလဲမလုံစိတ်လဲမဝင်စားဟုကျမထင်သည်ကိုဆိုင်အေးဝိထုရေးနေစဉ်ကျမကကြာလာသည်မြတရွက်ပြတရွက်ကောက်ဖတ်ကြည့်နေရသူဤဘဝအစာအနာများကို အပိုင်းပိုင်းအပြက်ပြက်တွေ့ရသည်သူအကြောင်းကို ကျမကသိနေရ၍ ခြေရာကောက်နိုင်ခြင်းဖြစ်သည်။ကျမပြောပြတော့အခါသူကရီးနေသည်။ကဘာကျော်ဝိထုကြီးတွေဟာ ကိုအချောင်းကိုဖွဲ့နှွယ်ထားကြတယ်လို့ဖတ်ဖူးတယ်။အထုပ်ပတိဆန်တယ်လို့ပြောတဲ့သဘောပေါ့နော်ဟုကျမကသူ့ဝိထုစာမှုတပိုင်းတစကိုဖတ်ပြီးပြောမိသည်။နင်းနေကဘယ်ဆိုးလို့လဲ။စာပြေဝေဖန်ရေးဆရာမကြီးပေါ့လေဟု ကိုဆန်းအေးကအစသည်။ကျမတို့နှစ်ယောက်သားရီမောမိကြသည်။ အိတ်ခန်းထဲမှာမမတင်းကပင် တရီနိုးလာတော့အတန်ဖြင့်မိနဲ့မအိတ်သေးဘူးလားညာနဲ့နေပြီဟုလှမ်းပြောဒီကိုကြားရသည်ဒီတော့မှကျမလည်းနာယီကိုကြည့်မိသည်၁၂နာရီပင်ကြော်လို့နေပြီကောကျမသည် စာအကြောင်းပေအကြောင်းပြောရလျင်ဘာကိုမှသတိမရတော့ဒီကိုသတိပြုမိသွားသည်ကိုစန်းအေးကစပွဲပေါ်ရှိလက်ချမ်းလက်ဖက်ရည်ကိုမော့လိုက်သည် ိတ်တော့မယ်ဟုပြောကကျမသည်သူ့အပမှထွက်လာခဲ့သည်အပြင်ဘက်တွင်ကညလာရောက်သည် ပြာလဲလဲကျမအိတ်ရပေါ်သို့လာရောက်ထိုးကြလျက်ရှိသည်ဇာခန်းစည်းကြမှဝင်းလာသောလာရောက်ပြုတ်ပြတ်သည်စိတ်နေသည်ကျမတော်တော်နှင့်အိမ်မရကိုဆန်းအေးနှင့်ကျမ၏ယောက်ျားလေးမိတ်ဆွေကိုဆိုးထိုက်တို့ကိုနှိုင်းရှင်ကြည်နေမိသည် ကိုစိုးထိုင်နဲ့ကျမပထမနှစ်တွင်စတည်ခဲ့ကြသည်အဓိကဘာသာချင်းတူကြသည်မို့အတန်းအတူတက်ကြရင်းကတည်သွားကြသည်သူကကျမနှင့်ရွယ်တူပိမ့်ပိမ့်ပါပါကြည့်ကောင်းသည် သူမိဘများကယနေ့ခေတ်အရာရှိကြီးတဲကဖြစ်သည်ကားနှင့်ကြောင်းတက်သည့်အခါတက်တက်သည်ယနေ့ခေတ်တွင် အပြန်စားတဲကကိုဆိုရမည်ထင်သည်ပြောစရာမရှိကြိုက်စရာ လက်ခံစရာ ။သို့တော့ကျမကတမျိုး ရှင်းရှင်းပြောရလျင် ကျမသူ့ကိုအထင်မကြီး။သူ့မှာအတွေ့အခေါ်မရှိ သူများပြောတာတွေကိုတကယ်ထင်နေသည်။သူများချီးမွမ်းလျင်ချီးမွမ်းသည်ကိုအဟုတ်ထင်သည်။ကဲ့ရဲ့လျင်လည်းကဲ့ရဲ့သည့်အတိုင်းထင်မှတ်သည်။သူမှာကိုယ်ပိုင်အတွေ့အခေါ်မရှိ သူများကြိုက်တာလိုက်ကြိုက်သည်။သူများမကြိုက်တာမကြိုက်။ကျမနောက်လိုက်သည်ကိုပင်သူများလိုက်လို့လိုက်သည်ဟုထင်သည်။ ိုစန်းအေးတို့အတိုင်အဝန်းစကားနဲ့ဆိုရလျင်ရေစုံသမားဒီလိုလူမျိုးနဲ့လက်ထပ်လျင်တက်သားသည်မပင်မန်းအားထုတ်ရမ်းမလို့ချမ်းသာချမ်းသာနေနိုင်သည်ဘဝအတွင်းစားတာသည်ဒီလိုလူမျိုးကိုကျမမကြိုက်အထင်မကြီးသူနဲ့တွားလာလူကတော့ကောင်းပါသည်ဗတ်စကားတိုးဝေးမစည်းရအင်းရလေကရဝိတ်မှာစားရသည်သမရမှာကြည်ရသည် စကားပြောလျင်ထမင်းစားရေတော့အကြောင်းအရာတွေသာပြောလို့ရသည်။ထင်မြင်ချက်ယူဆချက်ပြော၍မရ။သူ့မှာကိုယ်ပိုင်ထင်မြင်ချက်ဆိုတာမရှိ။ပဲ့တင်တန်းသာကြားရပြီ။ကျမကငွေကုန်ကြေးကြအကုန်ခံ၍ပညာသင်ကြားနေဒီမှာဘာလုပ်ဖို့လဲ။ကိုယ်ပိုင်အတွေ့ခေါ်ရရှိဖို့မဟုတ်ပါလား။စာအုပ်တွေဖတ်ပြီးအလွတ်ကျက်ထားပြီးပြန်အံပြရန်ဟုတ်မီမတင်။ကိုဆိုးထိုက်တယောက်ကဘာလို့များထင်းနေတယ်လဲမသိဘူး။ ပညာရက်ပညာရှင်ဆိုဒီမှာကိုပိုင်အတွေ့ခေါ်တက်သူကိုသာခေါ်ရမည်ဟုကျမထင်သည်ကိုစန်းအေးတို့ဝိုင်းကအတွေ့ခေါ်အမွေအနှစ်ဟုသောစကားကိုမမတဲကနားကြီးဟန်ရှိသည်မမတဲကသူတို့ဝိုင်းနဲ့မဝင်တော်လဲစကားလုံးကိုကြားနေရသည်ဘာလဲกว่าနှစ်နှစ်ရအတွေ့ခေါ်အမွေအနှစ်ဆိုတာဟုပြုံးကကျမကိုမေးသည်ကျမကတော်တော်နှစ်မပြည့် မင်းတို့ဝိုင်းကခဏခဏကြားနေရလို့ပါမမတင်းမသိလို့မေးတာမမတင်းကကျမကိုပင်သူတို့ဝိုင်းထဲထည့်လိုက်ဟန်တူသည်ကျမကဘာမှပြန်မပြောဘဲနေဒီကို မမတင်းကတယ်လီဗေးရှင်းတို့မော်တော်ကားတို့တိုက်တာတို့ကိုအမွေအနှစ်ပေးရင် မကောင်းမှုထင်လို့လားဟုရီမောကရီစရာလိုပြောနေသည်ကျမတို့နှစ်ယောက်ကရီမောလိုက်ကြသည် မမတင်းကအတီပြောတာလေးဖြစ်နိုင်သည် အတွေးအခေါ်အမွေအနှစ်အပြင်ဘာများထားရဲ့နိုင်ပါမည်လဲ။ကျမတွေးလက်မပြတ်ခင်မင်းကိုစန်းအေးဤဝှထုတဲ့တွင်ဤအမေးကိုဆွေးနွေးထားသည်ကိုကျမတွေ့ရ၍ကျမပျော်သွားသည်။ကျမကကိုစန်းအေးဤဝှထုကိုဖတ်ပြီးတွေးနေမိသည်။အမှုပညာရှင်တို့သည်လည်းရင်ကျဲမှုအမွေအနှစ်အပြင်ဘာများထားရဲ့နိုင်မည်လဲကိုစန်းအေးဤနှင်းစီနီထွက်လာသောအခါ ကိုစန်းအေးဤအပေါင်းအသင်းများကကြိုဆိုကြသည်သူတို့ဤခံစားမှုကို ကိုစားပြုသည်ဟု ကိုစန်းဤကအဝေဖန်သည်ဝိထုထဲမှဇက်ကောင်ចောင်းစရာပေါ့ဆကိုတန်နာကပညာရှင်ဆိုတာမှန်ကန်တဲ့အတွေ့အခေါ်ကို တင်ပြရရမှာပေါ့ဟု သူ့အမျိုးသမီးဒေဝစ်စရာငင်းကို ပြောပြနေသည်ဒေဝစ်စရာငင်းကခရမ်းရောင်မျက်တောင်ဆိုရင် နားထောင်နေသည် ဝတ္ထုအကြောင်းတရားတစ်ပောက်ပြောနေကြစဉ်ရောဘတ်ဘေဒူဝါကကျွန်တော်လဲဆန်နီယာပြန်တည်နေတယ်။နောက်ပြီးဝိုင်းတဝိုင်းလှုပ်နေတယ်။ဖြစ်မယ်မဖြစ်မယ်တော့စင်တင်မှသိမှာ။ဆိုင်ဝိုင်းကြီးနဲ့အလက်ထရောနစ်အော်ဂန်ဝိုင်းတွဲဖက်ထားတယ်။ဘဲတန်လိုက်တဲ့တရောကြီးနဲ့လင်ကွင်းကို တွဲဖက်ပြီးခက်ပေါ်ဆိုင်းချက်ဟန်ခက်ရှာရှာနဲ့ဆိုင်းချက်လိုက်ပေးထားတယ်ဟု ပြောနေသည်။ပါဆိုင်လို့လေဟု ကိုစောမင်းကပြောလိုက်သည်။ ကျွန်တော်တို့လည်းအလူအပြင်ကအမွေအနဲ့ဆိုလို့ဒါပဲထားနိုင်တာပဲဟာစမ်းစစ်ကြည့်ခြင်းနဲ့လေအားလုံးဝိုင်းရည်ကြသည်လော့ရောဘတ်ဘေလူဝါကမရည်သူကလေးလေးနက်နက်ပြောခြင်းဖြစ်သည်ဝိတုမှာအယောင်ရတိတ်တော်မသွမ်းသို့သောနှင်းနှင်းနဲ့ကုံသွားသည်ဒီတော့အရာနှေးသည်ဘာသာပြန်ဝိတုလောက်မသွမ်းဝိတုထွက်ပြီး၃လလအကြာ ထုတ်ဝေသူစာမူကလာပြီးတော့အခါကိုစန်းအေးအားဆရာနောက်အပုံကြရင်အချစ်ဇလန်းလေးရေးပါလားယခုထက်ဆောင်ရည်များရင်ဆရာလည်းပို့ရမှာပေါ့ဟုပြောသည် ထိုညကကိုစန်းအေးတို့လင်မယားအခန်းမှာငင်းကြခုံညာသော စကားသံများကြားရသည်ကျွန်မအိမ်မပြော မမတင်းကို ကိုစန်းအေးနဲ့စိတ်ချမ်းသာသည်ဟုထင်းနေသည်ယခုအတူနေကြသောအခါတည်ရပြီး မမတဲကစာပေလုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ်လုပ်စေခြင်းသည်ကိုဆန်းအေးကဘာမှတော့မပြောကိုဆန်းအေးကမမတဲနဲ့ဆိုလျင်အငင်းအခုံတိတ်မလို့တီးခံသည် အလိုလဲလိုက်သည် မမတဲလိုချင်လျင်ဘာမှထုတ်ကားဝယ်သည်တို့တော့သူ့ဝင်ငွေနဲ့သူမလောက်တော့စိတ်နဲ့နဲ့ညစ်ပုံရသည် မမတင်းကိုတော့ဘာမှပြောမီမဟုတ်ကျမနဲ့တွေ့လျင်ရှင်ဖွင့်သည် အမန်ကပြောတော့မပြောကားကိုဆိုးထိုက်လို့လူမျိုးနဲ့မမတင်းကြိုက်ပြီကိုဆိုးထိုက်ကပတ်စံရပြီဆိုလျင်ဘာမဆိုးလုံးမြည်သူဟုဆိုသည့်သူကိုဆန်းအေးကမူးရှိသည့်သူထိုညမိုးတက်လေသည်လျှက်လက်ထစ်ချုံးတန်နဲ့အတူအော်မြည်နေသည်ကျမရေဒီယိုပင်ပိတ်ပစ်လိုက်သည်မိုးကြိုးထစ်လိုက်တိုင်းအတန်လိုင်းကကြောင်ကတကြွကြွမြည်နေသည် ိုဆန်းအေးသည်သူ၏ဒုတိယဝိထုအထွတ်ဏီကုံးမိုင်းကိုရေးနေသည် စာကြည့်စပွဲမှမိယောင်ကလက်နက်ချက်ကိုရိုက်စင်ကတပံကျမအိတ်ခန့်သို့လားထင်ဟပ်လို့နေပေသည်အလင်းရောင် အတန်းကဗတဲ့မောက်ခန်းစည်းပန်းမွင့်အပြာနုဘော်သို့လာရောက်ထင်ဟပ်နေသည်မို့ကိုဆန်းအေးစာကြည့်စပွဲတွင် ရှိနေသည်ကိုသိနေရသည်ကျမစာကြည့်စပွဲနားသို့မရောက်သေးပါပင်ကြပါဘီ သူတို့လင်မယားလဲတိတ်အစေးမကတ်သလိုချင်ရသည်စကားများကြတယ်တော့မကြရတလောကမမတဲ့ပူဇော်၍တယ်လီဗီရှင်းကိုစမ်းအေးဝယ်ပေးရသည်ဘန်ကထုတ်ရပြန်သည်ထောင်ကနဲမယ်မပြေတော့ဟု ကိုစမ်းအေးညီဒီကိုကျမကြားရသည်မမတဲ့ကိုတော့ဘာမှမပြော ကျမသူတို့အိမ်မှာတိတ်မနေခြင်းမပြော၍မဟုတ်ချက်ရပြုတ်ရတာပြင်းမှန်း၍မဟုတ် သူတို့လင်မယားချီလင်းရှင်ပြနေလျင်သာနေခြင်းသည်မမတင်းကကျမအမေအိမ်သို့တရက်တလေပြန်နေရမယ်မကြိုက်ညာအိမ်မနေနဲ့ဟုမှားလေးရှိသည်တညတွင် အိမ်တွင်ညာအိမ်နေမိ၍မနက်အစောကြီးပေါ်လာကခေါ်သည် ကျမအလုံးလျှောက်ထားသည်မှာမကြမီရတော့မည်ဟုရုံးချုပ်ကမိတ်ဆွေရင်းတယောက်ကလာပြော၍သိရသည်ရှမ်းပြည်နယ်တဲ့ကျမလက်ခံမလာမေးသည် ်ကျမကချက်ချင်းပင်သွားပြီဟုအကြောင်းပြန်လိုက်သည် ကလော့ရှိယုံတယုံမှဖြစ်သည်ကလော့မှာကျမအလွန်သွားကြင်နေသောဒေတာဖြစ်သည် ထင်းရှူနှံ့တဲ့တဲ့စိတ်မန်းများကျဲ့ပတ်ထားတော့လဲတောင်ကိုဝေဝေကျမမမတင်းကိုပင် မပြောဘဲထားလိုက်သည်ကြိုပြောလျင် ဖြက်မြီကိုစိုးရင်ရသည်ခန်းစားရမှပြော့ပြော့ပြောင်ပြောင်လုပ်မည်ဟု စိတ်ကူးထားသည် ။ဒီညမမတဲကသူ့မိတ်ဆွေတွေအတင်းလာခေါ်၍ရုပ်ရှင်ယုံပါသွားသည်။လေးတိုက်၍ပိတ်ထားသောမှန်တကားပေါ်တွင်လျှက်ရောင်သည် လက်ကနေဝင်နေသည်။မိုးကလည်းတဲလိုက်သည်ဖြစ်ချင်းမမတဲကားပေါ်တက်ကလေးကဆိုပါတော့။လေးကတဝဝအောမီကတိုက်နေသည်။ဗရင်တကားတို့ကတထက်ထက်မြည်နေသည်။မိုးတစ်ချက်ချုံလိုက်ကမြန်ပြတဲ့မှမြင်ရသော ကောင်းကင်နက်နက်တွင် မီးရဲရဲအချောင်းကြီးခွေကောက်တွန့်လိန်သွားပြီမြေကြီးသည်တင့်ကနေဖြစ်သွားသည်ဟုထင်လိုက်ရသည်မှန်ကွဲသွားပြီလားကျမမျက်စိမိတ်လိုက်မိသည်ရေဆက်တွေကမျက်နာပေါ်လားဆင်သည်ကျမထိတ်ကနေဖြစ်သွားကမျက်စိပြန်ဖွင့်သည်မီးတစ်ချက်မိတ်ပြီးပြန်လှန့်သွားတာများလားကျမသည် ကိုဆန်းအေးစားကြည့်စပွဲအပသို့ရောက်သွားသည် ကိုစန်းအေးကကျမကိုကြည့်ကလာလာပြင်းနေသလားဟုခါတိုင်းလိုရွှင်ပါသောအပြုံးဖြင့်ပြောလိုက်သည်ကျမကတော့မိုးချိုထစ်ပြီးတာကိုမြင်လိုက်ရလို့ကြောက်နေသလားရင်းကိုခုန်လို့နေသည်မိုးကကောင်းလိုက်တာနော်ဟုကျမနှုတ်ကထွက်သွားသည်အေးကွာမိုးဦးကြစမိုးထင်ပါရဲ့တိတ်ဆိတ်သွားကြသည်ကျမအထူးပြောစရာမရှိဘူး ခါတိုင်းလိုပဲပြောစရာမရှိလျင်တိတ်နေမြဲသူသည်တကြောင်နှကြောင်ရေးပြီး ဖောင်တိန်ကိုချလိုက်သည်ဇမားကတွေးနေသည်ဘဝအတွင်းဘာအရေးကြီးဆုံးလဲဇမား၏အတွေးမဟုတ်ဇမား၏မိကုံးမဟုတ်ဇမားဒီလိုမတွေးတတ်ဒီမိကုံးမျိုးလဲမမေးတတ်မေးရမှန်းမသိကိုစန်းအေး၏ဒုတိယဝတ္ထုထဲတွင် မေးထားသောမိကုံးစာဖြစ်သည် ျမဖတ်နေစဉ်ဝိထုရေးစရာအေးတီဟာကအဖြေပေးမထားသည်ကျမသူ့ဝိထုလက်ရည်မူကိုဖတ်စဉ်က မပြီးသေးမဖတ်တာပင်တစ်ပတ်နှစ်ပတ်ကြော်သွားပြီထင်သည်ကျမတွေးနေတာကျမကိုစမ်းအေးကိုကလော့ပြောင်းမိအကြောင်းပြောရမလားမိုးတန်လေတန်တွေကတဲတဲမဲမဲမှန်တကားရွက်များမှမှန်စဖန်စာများကွဲစင်က အစိမ့်စိမ့်အမွားမွားဖြစ်လို့နေကြလေပြီ။ ကျမ်းမြေမော်တွင်လဲကျဲပြန်လို့နေလိမ့်ပြီ။ဇာခန်းစည်းအပေါ်ပေါ်အပြာနုပေါ်တွင်မှန်ကွဲဖန်ကွဲများကန့်ညိနေလိမ့်ပြီ။ကိုစန်းအေးကငေးနေသည်ဘာမှမပြော။ကျမကလည်းဘာမှမပြော။မိုးတန်လေးတန်မှတပါတိတ်ဆိတ်လျက်။နင်းနင်းအကိုစန်းအေးကိုတခုခုပြောမလို့။နင်းနင်းအလုပ်ရပြီ။ကလောကိုပြောင်းမလို့။ ကိုဆိုင်းအေးသည်ငေးသွားသည်ဘာမှစကားပြန်မပြောကျမကလည်းဘာမှပြန်၍ဆက်မပြောပြောစရာကကုန်းနေပြီကိုဆန်းအေးဤဒုတိယဝိထုတွင်ဘဝဤအနှစ်သာရကိုတစောတစဖော်ထားသည်ကိုကျမဖတ်ပြီးထားပြီညီညွတ်ခြင်းတင့်မြတ်ခြင်းအေးချမ်းခြင်းပျော်ရွှင်ခြင်းတို့သည်တခုတည်းဖြစ်သည်ဟုသူဤဆက်ဆောင်ဒသနာပေဒနီးပြစရာ ကိုစိမ့်မြကပြောသည်ကိုကျမအမှတ်မိနေသည်မိုးဆဲစပြုတ်လာပြီလေဒီပင်အာရော့ကလာပြီကျမတို့နှစ်ယောက်လုံးစကားမပြောကြတိတ်ဆိတ်ချင်းကပို၍နှက်ရှိုင်းလာသည်ကျမသည်ပြန်ပြီးဟုစိတ်ကူးနေစဉ်ကိုဆန်းအေးသည်ကျမကိုဖတ်လိုက်သည်ကျမကြက်သိမ်းမွေးညင်းထသွားသည်ဘလို့ဖြစ်သွားသည်မသိဘူး ကျမသည်သူ့ကို ပြန်၍ဖတ်လိုက်မိသည်ကိုစန်းအေးသည်ဘွားတော်ရတိတ်ခါရှိလာသောရဟန်းတစ်ပါးလောက်ပင်ជីជីတိတ်ခါရှိသည်ကို ကျမသိပါသည် လေးလေလေးစားပါသည်ယခုဘာကြောင့်မထိန်နိုင်ပါသလဲကျမကကောဘာပြက်သွားသလဲဘလောက်ကြာသည်မသိမိုးโจတစ်ချက်ထစ်လိုက်သည်ကျမလန့်၍တိုးဖမ်းမိသည် အိမ်ရှိတကားပေါက်မှန်တကားရွက်သည်အစိမ့်စိမ့်အမွားမွားကွဲစင်သွားသည်ကျမ်းမြေမော်တွင်မှန်စဖန်စားတို့သည်ပြိုးပြိုးပြက်ပြက်လက်နေကြသည်အိမ်ကြီးသည် ခွတ်ဝင်သွားသည်ကျမသည်မှန်စဖန်စားများကိုဖြတ်လျှောက်လာခဲ့ပြီသည်အချိန်ပြည့်ပြီးနားစင်ပြေးခဲ့ကြသူတို့တယောက်ချင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။အပိုင်းလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်။ 阿拉们别别阿爸会管着娃子先。